အားလုံးမင်္ဂလာပါ UK Match Day Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တတိအားလုံးမင်္ဂလာပါဆိုတော့ Nation League ပြိုင်ပွဲရဲ့တတိယနေရာလူပွဲပေါ့လေဆိုတော့ဒီပွဲကကျွန်တော်ပွဲပြီးသုံးသက်ချက်ဆိုတာထက် Germany အသင်းရဲ့အချိန်ဒီဘလောက်ထိဆိုးသွားလဲဆိုတဲ့အကြောင်းပေါ့လေဒါကျွန်တော်မနေ့ကပဲအီတလီသင်းနဲ့ပတ်သက်လို့ဒါတော်တော်လေးပြောပြထားတယ်အီတလီဟာဘလောက်ထိဆိုးဆိုးဝါဖြစ်သွားပြီလဲဆိုတဲ့အချိန်မှာဂျာမနီကိုပွဲကြီးတဲ့အချိန်မှာဂျာမနီကလည်းဖူတော်ဆိုးနေ အီတလီနဲ့ဂျာမနီနဲ့ကွာတာနှစ်ချက်ပဲရှိတယ်ဂျာမနီက2018နဲ့22ကိုခြေစပွဲအောင်တယ်ဒါပေမဲ့သူတို့အုပ်စုမကျွတ်ဘူးအီတလီက2018နဲ့22ကိုခြေစပွဲမအောင်ဘူးဒါပဲကွာတယ်လက်ရှိအီတလီတင်းရလည်းတိုင်ပတ်နေတယ်ဂျာမနီတင်းရလည်းတိုင်ပတ်နေတယ်ဂျာမနီကအခု ancient ဖြစ် back to back ကစားတဲ့ nation league နှစ်ပွဲစလုံး ြည်သစ်ကိုကိုသွင်းမသေးကြဘူးเนาะဂျာမီလည်းကိုသွင်းခွင့်နေမရအောင်မို့ရတယ်ပထမပိုင်းသူတို့ကစားတဲ့ကစားပုံတော်တော်ကောင်းနေဗျာဒါကိုသွင်းခွင့်နေတဲ့ chance ရတယ်ပထမပိုင်းမှာရတဲ့ HG နဲ့ chance ကတော်တော်လေးကောင်းခဲ့ပေမဲ့ဂိုးဖြစ်မပြောင်းနိုင်ဘူးဂျာမနီရဲ့ပြဿနာက Milos Slav Klose မရှိတဲ့နောက်ပိုင်းကလေးကဒါ Mario Gomez အပါဝင်ပျောက်တော့တိုက်စစ်လူတွေနဲ့သူတို့တောက်လျှောက်တော့သူတို့မှာ proper striker ရဲ့လို့မရှိဘူးဒါ2014မှာ Klose ပါဝင်တဲ့ Germany အသင်း Champion ဖြစ်တဲ့ 2018မှာဂျာမနီမှာမမရရထားမရှိဘူးဒါလူကစ်ပိုဒိုစကီလို့ပါအောင်ဆိုရလဲအရင်တည်းကသူတို့က white position မှာကစားတယ်နောက်တက်ဂျာမနီတွေတော်တော်များများအောင်ကြည့်လို့ရှိရင် center forward စစ်စစ်မရှိဘူးအဲ့ဒါဂျာမနီရဲ့ပြဿနာပဲအခုလဲဒါဂျာမနီမှာ center forward စစ်စစ် Nicholas ဒီ focus ရှိတယ်ဒါပေမဲ့ quality စစ်လည်းမ under တို့ပါလို့လဲဘာမှအစ်မရှိဘူးဗျာဒီစားမားတွေ maybe kai havoc ကဒါ force မနိုင်နေတဲ့တိုက်စစ်မှုမရှိဘူး at least better than nothing နဲ့မှာတော့နေတယ်လေ မဆိုးလို့ပြောလို့ရတဲ့အချိန်မှာပါသေးတယ် at least war rate နဲ့ပါဒါပေမဲ့ white position နဲ့အားလုံးဥ Germany တင်းကိုကြီးလိုက်ပါမားလိုက်တဲ့ Robin Koch ရဲ့အမားဒီဒုတိယပိုင်းတပိုင်းပွဲပိတ်ကန်ဒီမှာပဲမားလိုက်တဲ့အမားအလုံးပေါင်းမနေဘူး Mbappe ကအသုံးချရင် သူ Germany က 3C 4C မကရှုံးနေမား Andre ter Stegen မကယ်နိုင်ခဲ့ရင်ဒီပွဲကကိုပြက်တယ် Nagelsmann ကကျွန်တော် live set မှာသူ့ကိုတော်တော်လေးသဘောကျတယ် Germany Bundesliga ာမာပဲဘိုင်မြူနစ်ကိုကြောက်တဲ့ချိန်မှာလဲတော်တော်လေးသူ့ကိုကျွန်တော်သဘောကျတယ်ဘိုင်မြူနစ်ကထုတ်တာတော့မှားတယ်လို့ကျွန်တော်တွက်ထားတယ်ချိန်မှာတကယ်တမ်းကျတော့နာဂစ်မန်ကလည်းဟမ်စီဖလစ်ဂျာမနီမှာ kain နဲ့ပုံစံပဲဘာမှမပြူဟာမရှိဘူးကစားခွက်ကလည်းမမေရရမရှိအခုကဂျာမနီမှာကျွန်တော်တွေ့တာဆိုမျိုးလုံးထဲမှာမြင်တာနှစ်ယောက်ပဲရှိတယ်ဂျိုရှွေကီမစ်နဲ့ဖလိုရီယန်ဗတ်ဒါပဲရှိတယ်โอเคမူစီယာလာပြန်လာရင်မူစီယာလာရှိမယ် ဒါတော့ပဲ okay kai haver နည်းနည်းလေးသုံးလို့ရတယ်ဒါ better than nothing နဲ့မှာပါမယ်ဒါပေမဲ့ channel တွေ okay antonio udi ကဂျာမီကဘာဖြစ်လဲဆိုတော့အရင်လို mentality စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု physical ကြံ့ဘာမှမရှိတော့အကုန်လုံးကငပြော့နေပြီဂျာမီတဲ့ကိုကြည့်လို့ရှိရင် ြင်သစ်ကဒါဒီနေ့အထူးသဖြင့်ဒုတိယပိုင်းမှာမာနူခိုနေဝင်လာတဲ့ချိန်မှာတော်တော်လေးကောင်းတယ်ဒက်စီဒူရီတို့နောက်သူတို့ပြင်သစ်မှာတော်တော်စကွတ်တောက်နေကြနောက်တိုက်စစ်ကအခုမိုက်ကယ်အိုလီဆေးလည်းမစိုးလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒါတော့အမ်ပတ်ပေးတကူအောင်ပတ်စံတာလည်းပါတယ်ပြင်သစ်ကအစိုးရတဲ့ကဂိုးရတယ်ပထမပိုင်းတကူရသွားတယ်ရသွားတဲ့ဂိုးက48မိနစ်မှာသူရှာမန်နီပေးတဲ့ကောင်နေအမ်ပတ်ပေးသွင်းတယ်ဒါက လဝိစင်အတွက်သူသွင်းကို90ပေါ့လေ Olivier Giroud ကအခုလက်ရှိမှာဒါဘယ်လိုပြောမလဲပြည်သစ်လဝိစင်အသင်းအတွက် top 9ဆိုတာအနေနဲ့သွင်းထားတယ်59ခုဒါပေမဲ့ Mbappe ကအခု90ဖြစ်သွားတယ်ဒါအခုလောဆယ်နေထားရကိုမကွာတော့ဘူးเนาะ Mbappe ရဲ့တိတ်မကြဘူးဒီတိုက်စစ်အစုဖွဲ့ကိုမကြမီကြောပါအကြောင်းလဲဆိုပြည်သစ်လေဝေးစင်အသင်းမှာခီလင်အမ်ဘတ်ပေက90၊တီယရီအွန်ရီက91၊ဂျရူးက ါအမ်ဘပ်ပေးရတော့ချော်မှာအမ်ဘပ်ပေးရဲ့ performance ဒါအမနာပြောပြီးခဲ့တဲ့ရာသီမှာချီးကျူးတဲ့နေဒါပြိုင်ပွဲဆိုသူ club နဲ့ lewis င်မှာ62ပွဲကန်တယ်ဒါ55ခု twin 9ခုဖန်တီးပြီးတော့ twin 9 50နောက်ကိုပေါပတ်သက်တဲ့55ခုဆိုရင်ကင်္ဂနာတော်လေးဒါပေမဲ့ဗျာ Germany Robin Koch တို့ပါပါမှ Germany တော်တော်ကြာသွားပြီအခု Nick Shorterback ပြန်လာမယ်နောက်တစ်ဖက်က အန်တိုနီယိုရီကပြန်လာမယ်ဂျိုနသန်သာဆိုတော့အရင်မဆိုးဘူးဒါပေမဲ့ဂျာမနီတော်တော်ကြာလာပြီကျွန်တော်တင်တော့နာဂတ်စမန်သင်2000 2026ရရင်လည်းလိမ့်ပဲလိမ့်ပဲနဲ့ပဲသူတို့တိုင်ပတ်အောင်မှာကျွန်တော်အမြင်တော့အုပ်စုမပြုတ်တော့မပြုတ်တော့ဘူးဒါပေမဲ့ဒါတော့မှတော့အုပ်စုနဲ့ချက်သွားရင်သူထွက်သွားနိုင်တယ်ဂျာမနီကဘာမှ2014ကမ္ဘာဖလားချန်ပီယံဖြစ်ကြတဲ့ကဂျာမနီကဘာမှမရှိတော့အဆန်ပဲရှိတော့အခုကလေးချိန်ချန်ပီယံအီတလီကလည်းတိုင်ပတ်နေတယ်အခုဆိုရင်လူစီယာနိုစပယ်ဂျီကိုထုတ်လိုက်ပြီ ဲ့ချိန်မှာဂျာမနီကလည်းတိုင်ပတ်လို့မဆုံးပြင်သစ်ကတော့မန်တိုင်းပြောရင်ပြင်သစ်ကပိုကောင်းတဲ့လူအဖွဲ့အစည်းတွေပိုင်တယ်လူ injury တွေအများကြီးရှိတယ်ဒါပေမဲ့ပြင်သစ်နဲ့ပါနဲ့ဂျာမနီနဲ့ level ကွာပါတယ်ပြင်သစ်ပိုကောင်းပါရှင်းပါဘာမှပြောစရာအဓိက attacking က world wide ကိုအဆုံးသတ်နိုင်တဲ့ quality player တွေသူတို့ရှိမှအရန်ပိုးတယ်ဒါဒါပေါ့လေဆိုတော့အခု Nagelsmann ရဲ့အသင်က back to back အင်္ဂွမှာထပ်ရှုံးနေပြင်သစ်ကတတရရတယ်ဂျာမနီကတော့တကယ်ကိုစိတ်ပျက်စရာနဲ့သူတို့96 Euro Champion ဖြစ်တဲ့အသင်းနဲ့လည်းတခြားစီပဲ နောက်2000နှစ် World Cup Final တက်တဲ့အသင်းနဲ့လည်းချားစီပဲအခု14 Champion ဖြစ်တဲ့အသင်းနဲ့ချားစီပဲဒီအသင်းကတော်တော်ကို long way to go ဖြစ်သွားပြီးတော့ Nagelsmann လက်ထက်မှာပိုတောင်မှဆုတ်နေသေးတဲ့ Germany ကအခုစိတ်ပြတ်သွားတယ်ပြင်သစ်ကတော့ Nation League မှာ Champion ဖြစ်ပြီးအခုတတိယထပ်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်